အရေပြားမှာရုတ်တရက်အရေကြီးမှုတွေတန်းစီပြီးတော့ထွက်လာတယ်။ညည်းဲနေတယ်ဆိုလို့ရှိရင်ဟဲ့ငါ့ကိုဘာကောင်များကြိုက်သွားလိုက်ပါလေလို့တွေ့ရကြပါတယ်။ချိမိတဲ့ကောင်များတိထားရင်တော့ဒါမိဖို့ကောင်ချိကြပါလားဆိုပြီးတော့တန်းပြောနိုင်ပါတယ်။များသောအားဖြင့်တော့အနေအမရှိပေမဲ့အရေပြားမှာဆက်ဖြင်းဖြင်းနဲ့ရားရလေရားသည်ဆိုတော့လန့်တက်ကြပါတယ်။ဒီတော့ဒီဗီဒီယိုမှာကျွန်တော်ကမိဖို့ကောင်ချိရင်အရေးပေါ်ဘာလို့တင်လဲဆိုတာကိုပြောပြပေးသွားပါမယ်။ဒီတော့ဗီဒီယိုလေးစလိုက်အောင်နော်။ ီးဖိုးကောင်ဘာမှတွေ့နိုင်လဲပေါ့နော် မီးဖိုးကောင်ဆိုတာတကယ်တော့မဲမဲရှိရှိအကောင်လေးပါအဲလေမောဖောက်ပါတယ်ပေါ့နော်ရုတ်တရက်ကြည့်လို့ရှိရင်လည်းပြွေးစိတ်လေးနဲ့တူပါတယ်၆တွေ့တာကိုကြိုက်ပြီးတော့ညဘက်မှာပို့ထွက်တတ်ပါတယ်မီးအောင်ကြိုက်ပါတယ်အဲ့တော့မီးဖိုးကောင်စိတ်ကဘယ်လိုတင့်လာလဲဆိုတော့ဒီမီးဖိုးကောင်ကကြိုက်လည်းမကြိုက်တဲ့သလိုတုတ်လည်းမတုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကအရင်နဲ့ထိတွေ့မြင်ရင်တော့လက္ခဏာပြပါတယ်အဲအဲ့ဒီအရင်မှာပက်ဒရင်ဆိုတဲ့ဓာတ်ပါပါတယ်သူကအရေပြားကိုပျက်စီးစေတာပါဒါကြောင့်မီးဖိုးကောင်စိတ်တင့်တယ်လို့ပြောတာပါ အဲသူကြောင့်ဖြစ်တဲ့ရေပြားရောင်ရမ်းတာကိုတော့ bedrest dermatitis လို့ခေါ်ပါတယ်အဲ့တော့ဘယ်လိုလက္ခဏာပြမှာလဲဆိုတော့ထိမိပြီးတော့24နာရီအတွင်းမှာပဲလက္ခဏာစပြပါတယ်တယောက်နဲ့တယောက်နဲ့တော့မတူပါဘူးဘလောက်ထိလဲဆိုတာရဲ့ဘလောက်ကြာကြာထိမိလဲဆိုတာရဲ့တယောက်ချင်းစီရဲ့ခန္ဓာအပေါ်မှာပဲမူတည်ပါတယ်သိမပြင်းတန်ဘူးဆိုရင်တော့ညုံမဲနေပါတယ်နည်းနည်းဆိုးရင်တော့အရေးကြီးမှုတွေပါထွက်လာပါတယ်ဒါဘလောက်ကြာရင်တော့ချောက်ပြီးတော့ကွာကျသွားပါတယ်အမှားကျလည်းမချန်ခဲ့တတ်ပါဘူးများသောအားဖြင့်တော့အကြောင်းလိုက်ဖြစ်တာများပါတယ် ဘာလို့လဲဆိုတော့လူကကိုကိုကိုပေါ့တစ်ခုတက်လာရင်လက်နဲ့ဖြစ်ပြီးတော့တတ်ချရတာ ਉਹ အဲတိတ်ဆိုးရင်တော့အရေးကြီးဘူးပေါက်တာပြင်ဖြားတာတွေအစ်စ်နာတာတွေနဲ့အန်နာတွေလည်းဖြစ်တတ်ပါတယ်အဲတခါလေမှာမျက်နာတွေမျက်လုံးတွေပုတ်မိရဆိုလို့ရှိရင်မျက်ကြည်တော်ရောင်ရမ်းနာတွေအထိဖြစ်တတ်ပါတယ်ကြည့်တော့ဘယ်လိုကုသကြမလဲပေါ့နော်အဲ့တော့အရင်ဆုံးမိဖို့ကောင်ကိုကိုပေါ့တက်လာပြီဆိုတာနဲ့လက်နဲ့လုံးဝမထိပါနဲ့အဲလက်နဲ့ပုတ်မိလို့ရှိရင်အရေးကြီးထွက်လာပြီးတော့အရေးပြားကိုလောင်စီတာကြောင့်လို့အရေးကြီးဘူးတွေပေါက်စီနိုင်လို့ပါ အဲဒါကြောင့်စိတ်ချရတဲ့နေရာကိုသွားပြီးတော့လေနဲ့မှုတ်ချလိုက်ပါတကယ်လို့မတော်ဆပုတ်တိုက်မိတယ်ဆိုရင်လေရေရဆက်ပြိုင်နေနေနိုင်စီးပြီးပါအဲနီးနေတယ်ဆက်ပြင်းပြင်းဖြစ်နေတယ်ဆိုလို့ရှင်တော့ရေခက်ကပ်ပါဘောနော်အဲ့တော့ရှားတယ်ဆိုလို့ရှင်ဘာမီတွန်လို့စစ်ထရဇင်းလို့ဘောနော်နောက်ပိုင်းအိမ်မငိုက်တဲ့ဖီဇိုဖနဒင်းလို့ဆေးမျိုးတွေရှိတယ်အဲ့လိုမျိုးအန်တီဟစ်စတမင်းတွေတောက်ပေးပါနောက်တစ်ခုကဟိုက်ဒရိုကော်တီဇုန်းလိုမျိုးစတီရိုက်လိင်စီတွေလည်းလိင်ပြီးလို့ရတယ်။အရန်ရရဲဆိုရင်ကလမိုင်းလိုရှင်းတွေလည်းလိင်လို့ရတယ်ပေါ့နော်။တကယ်လို့ ဗတ္တိယပိုးဝင်တဲ့လက္ခဏာပြရဆိုရင်တော့လူအရင်ဆောင်ညွှန်ကြားချက်နဲ့ပိုးသက်စေရလဲတောက်ဖို့လိုအပ်ပါတယ်။အဲတခုပြောချင်တာကတော့အကြီးပြားမှာအကြီးကြီးဘူးပေါက်တိုင်းတော့မိဘိုးကောင်ကြိုက်တယ်လို့ပြောလို့တော့မရဘူးနော်။တကယ်လို့တေးကြခြင်းဆောင်ဝင်နဲ့ပြပါတကယ်လို့မိဘိုးကောင်စိတ်တင်ပြီးတော့အသက်ရှူချက်လာရဆိုလို့ရှင်တော့ဆောင်ဝင်နဲ့အမြန်ဆုံးပြဖို့အတွက်လိုအပ်ပါတယ်။အကြီးပြားမှာအကြီးကြီးဘူးထတာတွေပူတာတွေဖြစ်လာမယ်ဆိုလို့ရှင်အရင်ဆုံးရေနိုင်နိုင်နဲ့ဆေးချပြီးတော့ ရေကဝဲကတ်တာမျိုးတော့လုပ်ပေးပါအဲမတတ်တာဘူးပိုပြင်းထန်လာမယ်ဆိုရင်တော့နေ့စရာစီကံမှာပြဖို့အတွက်အကြံပေးနေပဲဒီဗီဒီယိုညီကုန်းချုပ်လိုက်ပါတယ်အဲ့တော့ဗီဒီယိုလေးကြည့်ရတဲ့လူတွေနဲ့မိဖို့ကောင်ကြိုက်ပြီဆိုရင်ဘလို့ရေးပေါ်လောက်ရမယ်ဆိုတာ၄သိသွားကြမယ်လို့ညွှန်နေပါတယ်ဒီလိုဗီဒီယိုတွေအများနဲ့တင်ဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့ AI channel လေးကိုအများနဲ့စောင့်မျှော်အားပေးကြပါလို့ပြောနေပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ်နော်